เนาะအဲ့ဒါလေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင်အဲ့ဒီမှာကျွန်တော်တို့ဟောဒီ6တုပ်ပွဲက3နောက်ပိတ်နဲ့ဟောဒီကနှစ်ထိပ်ကလေးနဲ့သူကငါလို့သူကဒီလိုမျိုးရှိုက်တယ်အဲ့ဒါလိုမျိုးရှိုက်တဲ့အတွက်เนาะအဲ့ဒါလိုမျိုးငါပေါ့ဗျာဒါပါတော့ကျွန်တော်ဘောက်ရှော့ပဲရှိုက်ပြီးကြားလိုက်ပါဦး ီ9ရက်9ရက်ပေါင်းတာက6เนาะနောက်တစ်ခါဒီ9ရက်9ရက်ပေါင်းတာကလည်း6ပါပဲဒီနှလုံး3ရက်3ရက်ပေါင်းတာက3ပေါ့ဗျာဟောဒီနှလုံး9ရက်8ရက်ပေါင်းလို့ရှိရင်သူက9လို့ဒီလိုရတယ်မှတ်ထားပါ9 6 6 3 5เนาะ9 6 6 3 5ဆိုတာလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှာเนาะ ဟောဒီ3ရက်2ရက်5လေး6ရက်9ရက်ဒီလိုတုံရ6 9တုံရ5ဆိုပြီးဖြည့်တယ်ဒုတိယဟောဒီ9ရက်9ရက်6ကလေးကိုတုံရခါ9နောက်ပြီးခွန်ခါ6ဆိုပြီးဖြည့်တယ်တတိယဟောဒီ9ရက်9ရက်6ကလေးကိုလည်းเนาะဟောဒီကခွန်ခါတုံရနောက်ပြီးခွန်ခါခွန်ခါတုံရနောက်ပြီးခွန်ခါ6ဆိုပြီးပြန်ပြီးဖြည့်တယ် ီးကြက်ပွဲမှာတော့ဒီနှလုံးပေါင်းထားတာ၃ဖြစ်တဲ့အတွက်เนาะ၃ဖြစ်တဲ့အတွက်ဟောဒီက၃ညရခေါင်းရဒီပွဲမှာ၆ခါဆိုပြီးကျွန်တော်ပြခဲ့အဲ့ဒါလေးက၆ခါဝင်သွားတယ်ပေါ့ဗျာအခုပွဲမှာဒီကခေါင်းရ၈ရပေါင်းခြင်း၅လို့ဖြစ်နေတယ်အဲ့ဒီ၅ဟာเนาะဒီကခေါင်းခါ၄နောက်ပြီးပေါင်းခြင်း၁တဲ့၅လို့ဖြစ်အောင်ဆိုလို့ရှိရင်အခုပွဲမှာ၄ခါလို့ဝင်မှာ၅လို့လာပြီးဖြစ်မယ် လေးခါလို့ကြာလာမယ်ဆိုက်နော်လေးခါလို့ကြာလာတယ်